ကျော်ပထမဆုံးအနေနဲ့ဘောနော်ဒါမနေ့ကကျွန်တော်စပြခဲ့တဲ့လုံးပိုင်းဘောနော်မနေ့ကလုံးပိုင်းကိုစပြအဲ့တော့လုံးပိုင်းကဒီမှာ၃ညရေ၃ရက်နှစ်ပေါင်းညာ၅ဘောနော်၅၅ရက်နှစ်က၃ကဒီမှာ၃ပိုင်းကြာတယ်ဘောနော်တကားဒီနှစ်ရေဒီက2 6ရေပေါ့ဒါ၃ည၃ညနှစ်ခတ်ခွန်ဟာ ွန်ပိုင်းကြတယ်ဒီမနေ့ရဲ့ဒီရက်6ရက်ပေါ့ဒါဆိုတော့6 6နှစ်ခါ9ကလုံးပိုင်းကြတယ်နော်တခါ9ရက်8ရက်6ရက်ပေါ့ရှင်းကြပေါ့နော်4နဲ့9နဲ့ပေါ့နော်3 3ရက်နှစ်ခါ9ကဒီမှာလုံးပိုင်းကြတခါ9 6ခွန်နှစ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 ်ခါတော့4ရက်ဒီမှာလုံးပိုင်းကြတယ် ဒါဆိုရင်၄ခွန်ဟုတ်ဒါဆိုတော့တုံညာပါနော်တုံညာရဲ့နှက်ခွန်ကဒီမှာလုံးပိုင်းကြောက်ရှိတယ်ပေါ့နော်ခွန်ပိုင်းပေါ့ခွန်ပိုင်းဆိုရရနော်ဒါကလုံးပိုင်းတစ်ခုတစ်ဆိုင် နောက်တစ်ခုကကြတော့အနီနဲ့ပြအနီနဲ့ပြပေါ့ဒီ63ပေါင်းချင်း9ကကိုပိုင်ဒီပွဲမှာကြာနော်8ခွန်ပေါင်းချင်း9က9ပိုင်ဒီပွဲမှာကြာတခါ64ပေါင်းချင်း3ညက3ညပိုင်ဒီပွဲမှာကြာဒါဆိုခွန်8ပေါင်းချင်း9က9ပိုင်ကြာပါလားဗောနော် ီဘွဲမှာကြာမှာလားအဲ့ဒါရှိတယ်နောက်တစ်ခုဒီမှာကသူကဘလို့ပေးတယ်ပေါ့နော်ဒါလေးဖြတ်ပလိုက်ဒါလေးဖြတ်ပလိုက်ပြီးတော့သူကဘလို့ပေးတယ်ပေါ့ဘလို့ပေးမလဲပေါ့ ဒီမှာပေါ့ဒီနှစ်ရေဒီ6ရေဒီ9ရေပေါ့လား6 9ပေါင်းရင်ခွန်ခွန်ပါဝါကခွန်ပါဝါကနှစ်အဲ့နှစ်ပိုင်းဒီမှာကြာဒါကဒီနှစ်ရေဒီ6ရေဒီ4ရေနော်ဆိုတော့4 4ပါဝါ9က9ပိုင်းမှာကြာနော်9ပိုင်းကြာတခါ9ရေ6ရေ 9ရင်96ဝန်းကျင်က9ကိုပေါင်းရင်4 4ပါပါ9က9ဘိုင် sorry ဒီလိုမျိုးချက်9ဘိုင်ကြာနော်9ဘိုင်ကြာတယ်ဆိုရင်ဒီ9ရင်ဒီ9ရင်ဒီ3ရင်3ပုံကိုပေါင်းရင်9ပါပါ4ရဒီမှာ4ဘိုင်ကြာတယ်ဒါဆိုရင်ဒီ4ရင်ဒီ9ရင်ဒီ9ရင်ကနော် ၄၉ခုပေါင်းရတဲ့၃ရာ၃ညပေါင်း၅ဒီမှာ၅ပိုင်းကြပါလားနတ်တာမျိုးရှိ၅ပိုင်းကြပါလားဆိုတော့ဒီကပါဝါပါဝါပါဝါအလုံးတွေပဲကြတာနော်ပိုင်း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 အဲ့လိုကြတာနော်ကဲဟုတ်ပြီဒါဆိုရင်ဒီမှာ၅ပိုင်းဒီမှာလည်း၅ပိုင်း၅၅ပိုင်းနော်ခုနကတော့ကျွန်တော်တို့ကျွန်တော်တို့ပြင်ပြနေကြလုံးပိုင်းကွန်ပိုင်း เนาะအဲ့တော့လုံးပိုင်းနေနေ5ပိုင်5ပိုင်ခွန်ပိုင်ဆိုပြီးရှိရပါเนาะခွန်ပိုင်ဆိုပြီးရှိတယ်ကြောက်အဲ့တော့ဝမ်းချင်းကိုဆက်ပြမနော်ဝမ်းချင်းဆက်ပြဝမ်းချင်းပြတဲ့နေရာမှာဝမ်းချင်းပြမယ်ဆိုရင်ဒီမှာကျွန်တော်5 4ပေါက်တော့9 9နဲ့3နဲ့ပေါက်တော့2ဆိုတော့ နှစ်ခုံဝန်းကြီးနော်နှစ်ခုံဝန်းကြီးနှစ်ခုံဝန်းကြီးကဒီမှာနှစ်ကောခုံကြတယ်ဒါတော့ပါဝါဆိုတော့နှလုံးလုံးကြီးတာနော်ရှေ့ကောပေါ့နော်ခုံခုံနဲ့ခုံနဲ့ပေါ့နော်၄၄ခုနော်၄ခုဝန်းကြီး၄ခုဝန်းကြီးကကျွန်တော်ကူကြနော်ကူကြတယ်အခါကျွန်တော်33ပေါင်းကြီး6 69နဲ့ပေါင်းတော့5 5ပါပါ3ညเนาะ5 3ညဝန်းကြီးက5ကြာ တခါဒီမှာဆိုရင်ကိုကိုမောင်းတော့၄၄နဲ့ငါးနဲ့မောင်းတော့ကိုနော်ကို၄ဝန်းကျင်တာမနေ့ရက်ကလေးကမနေ့ရက်လည်းပြရပါတော့ကို၄ဝန်းကျင်က၄ကြာဒါဆိုရင်မနေ့ကမနေ့တွေ့ဆိုရင်ကျွန်တော်တို့က၉၄ပေါင်းတော့၃၃နဲ့၃ညနဲ့ပေါင်းတော့၃ပဲနော်အဲ့တော့၃ sorry ၃ရှစ်ဝန်းကျင်ဆိုတာရှိတယ်နော်အဲ့ဒီမှာကျတော့ဗာရလဲဆိုတော့၃ရှစ်ချင်းကြရအောင်နော်၃ရှစ်ချင်းရအောင် ဒီပုံစံတိုင်းပဲကနန်းတွဲရသလိုနောက်တစ်ခုရှိတယ်ဗောနော်ဒီ၃ချက်ဝန်းကျင်နဲ့ညီးတယ်ဗောတစ်ခုရှိတယ်ဆိုအဲ့ကောင်တစ်ချက်ကြည့်မယ်ဗောနော်အဲ့ကောင်တစ်ချက်ကြည့်မယ်တော့ဒီကောင်ကကျတော့ဒီ၃ချက်ဝန်းကျင်နဲ့လည်းညီးတယ်ဗောနော်ညီးတယ်ဆိုတော့ဘယ်လိုမျိုးတွားလဲဗောနော်အဲ့ဒါကိုတစ်ချက်ကြည့်ကြမယ်ဘယ်လိုတွားလဲ၃ချက်ဝန်းကျင်တွားညီးနော်ဒီကောင်နည်းနည်းတော့ ဒူဆန်းနဲ့3နဲ့6နဲ့ပေါင်းရင်ကပါရတယ်9ရရနော်9ရရအဲ့9ကဒီမှာဒီမှာများတော့ပြီ9 sorry အဲ့လိုများတော့လို့မကောင်းတော့ဒီမှာ9ဆိုပြီးကြာတယ်9ထိပ်ကြာတယ်တခါတယ်ဒီမှာဒါပေမဲ့ဒီကောင်2ပင်3ပင်ကတ်တယ်ပေါ့နော်ကိုနဲ့ကိုနဲ့ပေါင်းရင်ရတဲ့ကျွန်တော်4တယ်နော်အဲ့4ကကိုနဲ့ကိုနဲ့ပေါင်းရင်4နော်အဲ့4က ဒီမှာကြာတယ်ဒါဆိုရင်ကျွန်တော်တို့ဒီမှာ9နဲ့9နဲ့ပေါင်းမယ်ဒါဆိုရင်10เนาะ10အဲ့10ကဒီထိတ်မှာကြာပဲဗောနော်သူကဒီထိတ်ကြီးတွေယူရလာကြာတယ်ဗောနော်ထိတ်ထိတ်ထိတ်ဗောနော်အဲ့လိုကြာနိုင်တယ်ကဲနောက်တစ်ခုထပ်ပြောမယ်ဆိုရင်စိမ့်ရเนาะနောက်တစ်ခုထပ်ပြောမယ်ဆိုရင်ဒီမှာဒီ6ရဲ့ ော့နောက်တစ်ခုထပ်ပြောမယ်ဆိုရင်ကာလာလေးနောက်တစ်ခုထပ်ပြောမယ်ဆိုရင်ခုနကတော့ဟာပြက်သွားတာဗျာခုနကပြက်သွားတယ်အခုနကဒီလိုသွားတာပါခုနကတော့ကျွန်တော်တို့ဒီလိုဒီ၃6ပေါင်းရင်၉ယူတယ်ဗျာ၉ယူပဲရောခွန်ခွန်ပေါင်းရင်၄ယူတယ်ဗောနော်ဒီမှာကိုကိုပေါင်းရင်ကျွန်တော်၈ယူမယ်လို့ပြောထားတယ်เนาะ အဲ့ဘုနာတော့ပြရတယ်အခုဒီမှာအစိမ့်နဲ့တက်ပြတယ်အဲ့ဒီဒီကိုးနဲ့6နဲ့ပေါင်းတာကိုးနဲ့6နဲ့ပေါင်းရင်5ဒီကိုးနဲ့ဒီ6နဲ့ပေါင်းတာဆိုအဲ့ဒီကခုပေါင်းရင်အဲ့ဒီမှာ5ဒီ5ကြာတခါဒီ3နဲ့ကျွန်တော်ဒီခွန်နဲ့ပေါင်းတယ်သုံးခွန်ပေါင်းရင်3ညနော်3ညကဒီမှာ3ညလို့ကြာဒါဆိုရင်ကျွန်တော်တို့ကဒီမှာခွန်နဲ့ ိုးနဲ့ပေါင်းတော့နော်ဒီကတ်လည်းလှရအောင်နော်ဒီကတ်လည်းလှရအောင်နော်ခုံးနဲ့ခုံးနဲ့ပေါင်းတော့6ဒီမှာ16အဲ့16ထိုးအောင်နော်ဒီမှာလည်း၄ပြိဒီမှာလည်း၄ပြိဒီမှာလည်း၄ပြိနော်ဒါမျိုးလည်းပြေးနိုင်တယ်ပေါ့နော်၄ပြိ၃ညမပြေးပြောလို့မရအောင်နော်၄ပြိ၃ညနဲ့ပြေးနိုင်တယ်ဆိုတော့ဒီချက်ရှိရနော်အဲ့တော့ကျွန်တော်တို့ကဘုနာဟာပြန်ကောင်းမယ်ဆိုရင်နော်ဘုနာဟာပြန်ကောင်းမယ်ဆိုရင်ကျွန်တော်တို့မနေ့ကအဖိတ်နေတော့ပေါ့နော်ကိုရည်နေတော့ 9ရက်နေ့တော့က9ရက်9လတော့9ရက်9လမနေ့မနေ့တော့ဆိုရင်ကျွန်တော်က9ဘိုင်9ဘိုင်9ဘိုင်ရှိတယ်နော်9ဘိုင်9ဘိုင်9ဘိုင်ရှိတယ်တကွက်ကောင်းက8 6ရှိတယ်နော်ပြီးတော့ဝမ်းချိန်ကကြတော့3 8ချိန်ဒါချိန်နော်3 8ချိန်ရှိတယ်နော်အဲ့တော့အဲ့ဒါကြီးကလည်းတွဲမယ်ဆိုရင်ကျွန်တော်တကွက်ကောင်းနေနေတော့ဒါ8 6ပါတော့ မဖြစ်မနေထိုးရမယ်နော်ရှစ်ချောင်းဖြစ်မနေထိုးရမယ်ရှစ်ချောင်းဆိုတာမဖြစ်မနေ main ထိုးရမယ်နော် main ထိုးရမယ်အဲနောက်ပြီးကြတော့ခွန်ငါပေါ့နော်ခွန်ငါ main ထိုးရမယ်ဟမ်ခွန်နဲ့ငါနဲ့ခွန်ငါလုံးပါရင်နော်ပြီးတော့ကျွန်တော်၈၃ဝန်းကျင်ရှိတဲ့ခါကျတော့ရှစ်၃ဝန်းကျင်လုံးပိုင်းနဲ့ကတ်မယ်နော်ခွန်၃ရှိမယ်ပြီးတော့ခွန်၈ရှိမယ်နော်၅၃ရှိမယ်ပြီးတော့ ငါးရှိရှိပဲဘောနောငါးရှိရှိအဲနောက်ပြီးထိတ်တင်နေကပ်နော်ထိတ်တင်နေကပ်မယ်ဆိုရင်ရှစ်ဆိုရင်ရှစ်ခွန်ဒီမှာပါပြီးတာဘောနောရှစ်ခွန်ဒါရှစ်ထိတ်နေခွန်ခွန်လုံးပိုင်းနဲ့ရှင်းငါဒီမှာလည်းပါပြီးတာဘောနောရှင်းငါငါရှစ်ပါပြီဒါခါရှစ်ထိတ်နေကပ်မယ်ဆိုရင်အဲပြန်ပြန်ကြရင်ထိုးရင်တော့ရှစ်သုံးဆိုတော့ထိုးလို့ရတယ်နော်ရှစ်သုံးထိုးလို့ရတယ်ပြီးတော့ကြတော့ဒါဆိုရင်တော့ဒီခွန်ပိုင်း၅ပိုင်းပြီးသွားပြီဘောနော် နောက်တစ်ခုက6အပိတ်နဲ့6အပိတ်ပဲဒီတန်ချသွားမယ်ရှိ6မထွက်ဘဲနဲ့6အပိတ်ပဲဒီတန်ချသွားမယ်ဆိုရင်ဒီမှာအဲ6ထိုးလို့ရတယ်ဗောနော်6 5 6ဒါတွေထိုးလို့ရတယ်ဗောနော်အဲ့တော့အဲ့ဒီအခွက်ကြီးတွေကမှကျွန်တော် main နေနေဗောနော် main နေနေကျွန်တော်ရွေးမယ်ဆိုရင် main ရွေးရမယ်ဆိုရင်တော့ဒါက16ဗောနော်16ကတော့ main ဒါရွေးတင်တဲ့ဟာတစ်ခုဖြစ်ပါတယ်16เนี่ย ဒီခွန်ကားနဲ့ဟောခွန်ကားနဲ့မေးရွေးတင်ပါတယ်အဲ့ဒါကြော်ပြီးတော့ကြာမယ်ဆိုရင်တော့ကျွန်တော်တို့အာဒီနှစ်ခုကပါဒီနှစ်ခုကတော့ main နေတယ်ချန်နာတွေကတော့အရင်အနေနဲ့တော့ဝင်ထိုးတင်တာလေးဖြစ်နေတယ်ပေါ့နော်ဒီမှာက၅ဘိုင်၅ဘိုင်ရတဲ့ချက်တူတယ်ပေါ့နော်ဗတ်ဒီအနေနဲ့ပြောမယ်ဆိုရင်တော့၅ဘိုင်၅ဘိုင်နဲ့ချက်တူတယ်ပေါ့နော်အဲ့တော့၅ဘိုင်၅ဘိုင်နဲ့ချက်တူတယ်ဆိုရင် ကျွန်တော်တို့ဒီ85ဒါရေးတင်တယ်ဗောနော်85ရေးတင်တယ်ပြီးတော့56နော်56ဒါမျိုးတွေရေးတင်တယ်ဗောနော်ဒီ၃ပဲဗောအဓိကပြောချင်တဲ့ main နှစ်ခွက်ထိုးရမှာတော့ဒီနှစ်ခွက်ဗောနော်ဒီ95နဲ့86နဲ့ဗောနော်အဲ့နှစ်ခွက် main ထိုးတင်ပါတယ်ကဲအားလုံးလည်းကောင်းကောင်းကြပါ